ဦးသိန်းစင်အစိုးရလက်ထက်မှာတနက်မှန်ပြီးတည်ဆုံခဲ့တဲ့ကိုပါကြီးအမှုကိုရဲစခန်းကပိတ်သိမ်းခဲ့ပေမဲ့တည်ဆုံခဲ့သူရဲ့ဇနီးဖြစ်သူကဥပဒေပေါင်းအတွင်းကနေတရားမျှတမှုကိုဆက်လက်တောင်းဆိုသွားမယ်လို့ပြောဆိုလိုက်ပါတယ်။လင်းဆက်အောင်ကတရင်ပြပို့ထားပါရရှင်။လက်တံရ၅ချက်နဲ့တင်ဆုံးခဲ့ရတဲ့အလွတ်တန်းသတင်းတော်ကိုပါကြီးခေါ်ကိုအောင်ကျော်နိုင်ရဲ့အမှုကိုမှားယွင်းမှုနဲ့ပိတ်သိမ်းပြီးဖြစ်ကြောင်းကြိုင်မျိုးမျိုးမှရက်စကန်ကအခုနဲ့မက်လာတဲ့မှာစာထုတ်ပြန်ခဲ့ပါတယ်။လက်ရှိနိုင်ငံရေးအပြောင်းအလဲတစ်ခုမှာရက်စကန်ကထုတ်ပြန်လိုက်တဲ့သဘောဟာ အများကြီးတန်တရားဖြစ်เสียကောင်းတယ်လို့တည်ဆုံးခဲ့သူကိုပါကြီးရဲ့ဇနီးဖြစ်သူကပြောဆိုလိုက်ပါတယ်အရှိမတရားရုံးရဲ့ဒီခိုင်မာတဲ့တိမ်မှုတိတ်ခင်အမိန်ရှိပြီးသားဒါအောင်နောက်မှာဒါကိုမထပ်ပြီးတော့မာရင်မှုနဲ့ပိတ်သိမ်းလိုက်တယ်ဆိုတာဒါတရားဥပဒေစုမိုးရေးကိုမတော်တတော်ကြီးကိုတန်တရားဖြစ်เสียဖြစ်နေတယ်နောက်တစ်ချက်ကကြတော့အမဒါဟုအမဆပြီးတော့ကိုပါကြီးစပြောက်ဆုံးစဉ်ကာလတွေကမပြောခဲ့တယ် မှလိုချင်တာဥပဒေပေါင်းတွင်တရားမျှတမှုပဲအဲ့ဒီအတွက်ကြောင့်နောက်လဲကိုဆက်ပြီးတော့လဲမှာဥပဒေပေါင်းအတွင်းကတရားမျှတမှုရအောင်မှဆက်စ조사သွားမယ်ဘယ်လိုပုံစံမျိုးတဆင့်ပြီးတဆင့်လောက်ရမယ်ဆိုတော့ဥပဒေပညာရှင်ဖြစ်တဲ့ဥရောဘတ်ဆန်အောင်ပို့သိမယ်ဒါပေမဲ့အမပြောနိုင်တာကတော့ကျန်ရည်သူဇနီးနေနဲ့ဥပဒေပေါင်းတွင်တရားမျှတမှုကိုပဲမှဆက်ပြီးတောင်းဆိုသွားမယ်2014ခုနှစ်နိုဝင်ဘာလ6ရက်နေ့ကမော်လမြိုင်အထွေထွေယောဂကုဆေးရုံကြီးမှာ ကိုပါကြီးရဲ့အလောင်းရင်ကွဲစစ်ဆေးခဲ့ရာဘဲခြေဖနောက်ဘဲပေါင်းဘဲရင်အောင်ကတနက်တန်ရာတွေအပြင်ဥကောင်ပွင့်ထက်တန်ရာတွေနဲ့ကိုပေါ်မှာတနက်တန်ရာ၅ချက်နဲ့တင်ဆုံခဲ့ရတာဖြစ်တယ်လို့မူကင်းဆရာဝန်တွေကပြောကြားထားပါတယ်ဒီလိုဖြစ်ပျက်တွေနဲ့တင်ဆုံခဲ့ရတဲ့အမှုကိုဇနီးဖြစ်သူမတ်တန်တရဲ့သဘောဆန္ဒမပါဘဲပိတ်သိမ်းခဲ့ခြင်းဟာလမ်းကြောင်းအမှန်မဟုတ်ဘူးလို့ဒီအမှုကိုလိုက်နေတဲ့တရားလွှတ်တော်ရှင်တွေကပြောပါတယ်ပွင့်တာလဲရေပိတ်တာလဲရေနော် အဲ့တော့ရဲအပယ်ကဒီပိတ်သိမ်းပေမဲ့လို့ရဲဒီဖွင့်နေကိုကကိုတိုင်ထိခိုက်နေတာသူမဟုတ်ဘူးကိုတိုင်ထိခိုက်နေတာသူကမတ္တနာမတ္တနာရဲ့သဘောဆန္ဒမပါဘဲနဲ့ပိတ်သိမ်းခြင်းဟာမမင်္ဂမှုနော်တရားဥပဒေကြောင့်ရဆက်လက်ဆောင်ရွက်เสียရအစတွေအများကြီးထွက်လာတယ်နော်အဲ့ဒါကြောင့်မလို့ပါကျွန်တော်တို့ကဒါဟုတ်စာကျွန်တော်နဲ့ ဖွင့်လှစ်ရမှာပါမြန်မာနိုင်ငံအမျိုးသားလူ့ခွင့်ရေးကော်မရှင်ကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာကိုပါကြီးရဲ့တည်ဆုံမှုနဲ့ပတ်သက်ပြီးတရားဥပဒေနဲ့အညီတရားစွဲဆိုနိုင်ဖို့ဆက်လက်ဆောင်ရွက်သင့်ပြီးနေဘက်ဆိုင်ရာတရားရုံးမှာစစ်ဆေးသင့်ကြောင်းအကြံပြုထားပါတယ်ဒါအပြင်စစ်စစ်မျိုးဆက်ငင်းငယ်နဲ့ပွင့်လင်းလူ့ဖွဲ့စည်းကကိုပါကြီးရဲ့တည်ဆုံမှုဟာနိုင်ငံသားတူဖို့တရားဥပဒေမဲ့လောက်ရတခုဖြစ်ကြောင်းနဲ့ပြစ်မှုကျူးလွန်သူတွေကိုအရေးယူပေးဖို့လိုအပ်တယ်လို့တောင်းဆိုထားပါတယ် ကျွန်တော်ကလင်းဆက်အောင်ပါ